တတ်လူဆိုတာအိုမင်းသွားရင်အများကယွန်းလာတယ်နော်အဖိုးကြီးဆိုနန်းနေအမေကြီးဆိုနန်းနေနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်ရွယ်ကြီးလာပြီဆိုလို့ရှိရင် နေရာတကာမှာပါနဲ့ကိုကကိုအေးစေးစေးလေးနေပြီ နေရအခုဘုံဘုရိကထေဒီမဆိုလို့ရှိရင်အဲ့လိုပဲသာသမီတွေက မကြည်တဲ့အခါမကြည်ဖြူတဲ့အခါမှာဘိက္ခုနီဝတ်လိုက် အဲ့ဒီဘိက္ခုနီတွေဝတ်လိုက်တော့ဇန်နဲ့ဘိက္ခုနီတွေကရောကြည်ပြူသလားလို့ဆိုသူဝိုင်းခိုင်းကြတာနော်အဖွာကြီးဝါလို့ပေးအောင်ဒါလို့ပေးအောင်ဒီလိုဟာတွေဖြစ်တယ်သူကဝါတဲ့ပြာဆိုဝါငဲနေတယ်လေဝါငဲနေတော့သူ့ကိုခိုင်းအဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကမလောက်ကြတော့ဆိုဘိက္ခုနီမတွေဆိုတာ တလားကိုနှစ်ချိန်လာပြိလာခွေဒီမှာတန်ဃာရိစီသွားပြီတော့ဩဝါဒခံယူဖို့ချင်းကရဒါဝိနိဒိခဘုရဲ့စီကံနော်ဘိက္ခုတန်ဃာရိစီသွားပြီဩဝါဒခံယူဖို့ချင်းကရတဲ့သို့မဟုတ်ဩဝါဒသွားပြီနာရအဲ့ဒီလိုနာတဲ့အခါမှာသူ့ကိုចောင်းဆောင်ခိုင်းထားခဲ့တယ်ចောင်းဆောင်ခိုင်းနေမှာကဘူးရင်ွေးကြိုထားလိုက်နော် သူတွေဝါကြည့်တဲ့ဘေကုဏီမာရီအကြောင်းနေရေးဝါရင်းနှွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘေကုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာလေးရှိတယ်တဒါဥဒကမဟိတဝါဩခိရိတဝါနဂုံပိယသူဟာရေခတ်ပြီးတော့ရင်းနှွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထဲရတယ်တဲ့ ဆုံးလေးတပိတောအာတိနာ တတောစိတ်တံတမတဟိရှင်ဦးလေးကောင်းမွန်ရွယ်ရွယ်ရင်းကနေပြီးတော့တရားနဲ့အာထုတ်အဲ့ဒါလို့ကြိုးစားအာထုတ်စိတ်တည်ငြိမ်အောင်သူကြိုးစားအာထုတ်ခဲ့တယ်သူကလုံလောက်ဝီရိယအသက်ရွယ်လေးရလာတဲ့အခါမှာတံဝေကတရားလဲရလုံလောက်ဝီရိယတအားကြိုးစားတယ်အမြဲတမ်းတရားအာထုတ်တယ်ဒါမို့ထိုင်းမနေဘူးအိတ်မနေဘူး သက်ကြီးမဲ့အမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောင်မှဆိုရင် တိုင်ကိုကင်ထားတယ်တိုင်မိမှဆိုလို့ညမှာလေတစ်ပင်ရှိတဲ့နေရာဆိုရင်တစ်ပင်ကိုကင်ထားပြီးတော့ရက်ပြီးတော့တရားထုတ်တယ်ဇင်ညာလျှောက်တယ်အဲ့ဒါလိုကြိုးစားအထုတ်မှုပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်အဲ့ဒီအချိန်မှာသူရင်ရွေးကြုံနေ အဲ့လိုတရားထုတ်တယ်တမာရိယလာတဲ့အခါမှာခန္ဒီအနိစ္စတော်ဒိဋ္ဌတော်သူတဏ္ဍမှာရှိတဲ့ခန္ဓာသူရောတဏ္ဍမှာရှိတဲ့ခန္ဓာသူတဏ္ဍမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေထားသူရှုမြင်တာအကျမ်းမြင်ပြောမယ်ဆိုရင် သူငယ်ငယ်တော့ရုပ်ရည်တွေပဲရှိတော့မှတော့အဖွာအုပ်ကြီးဖြစ်တယ်အဲ့တော့ယုတ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက် အဲ့ဒီကနေပူပြီးအသေးတစ်စိတ်သဘောပေါက်လာတာဒုက္ခဒေါသအနတ္တဒေါမမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်သွားတယ်အနတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတင်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေထားတစ်ခုကိုရှုမြင်သုံးသပ်တာအဲ့လိုရှုမြင်သုံးသပ်ရင်ကခေပစ်တဝါအာသဝေတ္တပိ ကာမတဝဘဝတဝဒိဋ္ဌတဝဝိစာတဝလို့ဆိုရဲအာတဝနေပဲအလွန်ကျယ်ပြီးတဝါးတွေမှာ ဖြစ်လိရှိတဲ့တဏရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုရဲဒီသဘာဝတရားတွေအလုံးကုံဆုံးသွားဆိုလိုတာတော့အာသွားတယ်ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံခန်းသွားတယ်ကြင်ကြံကြုတ်ကိုအထုတ်လိုက်တာကိလေသာတွေကုံခန်းပြီးအရတ္တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအထုတ်တာ အဲ့လိုကြိုးစားအထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလွတ်ပြီးသူ့ကိုအားပေးစကားပြောတယ်။သူဟာလဲတကယ်ကိုအတိညာဏ်တွေကရင့်လာပြီးတော့ကြိုးကြိုးစားစားရင်နွေးကြိုးကိုကြိုးစားရင်းကနေပြီးတရားထုတ်လိုက်တာ။ထူချတဲ့အတိညာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယန္နာမဖြစ်သွားတယ်။မြတ်စွာဘုရားရဲ့အားပေးစကားကဘာလဲ။ယောစဝတ္တတံဇီဝေ ုတိတော်ဟိနဝီရိယောပြင်းပြင်းရီးရီးဘာမှမလုပ်ဘဲတရားမထုတ်ဘဲနဲ့ပြင်းပြင်းရီးရီးနဲ့အတ္တတရားရှင်းနေတာမမြတ်ပါဘူးဧကဟံဇိဝိတတေယောဝီရိယမာရဘတော်တလားအာဟုတုတရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အာဟုတုတရားတွေဖယ်ရှားဖို့ကြိုးစား မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လောင်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလောင်ကြိုးစားမှု၄ရက်နဲ့ကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ဟာတနေ့ပဲရှင်ပါစေတနေ့ပဲအသက်ရှင်ပါစေအလွန်မြတ်ပါတယ်အကျိုးမြတ်တွေအများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူဟာယန္တမာကြီးဖြစ်သွားတယ်နော်ကြိုးစားအထုတ်နေတဲ့ပုံမှာတန်ဖိုးတိသွား ပိုပြီးတော့အားပေးလိုက်တဲ့အခါမှာပိုပြီးတော့အားတွေတက်လာပြီးတော့အတိညာနဲ့ရင်းကျက်လာတဲ့အခါမှာအဲ့ဒီလိုယန္နမကြီးဖြစ်သွားတယ်တဲ့နော်ယန္နမကြီးဖြစ်သွားတာအဲ့လိုယန္နမကြီးဖြစ်သွားတော့ခုနကဘေကုဏီမငငယ်တွေကရင်နှွေးချူခိုင်းထားရတယ်သူကတော့တရားထုတ်နေတော့ရင်နှွေးရေဦးတော့ထဲ့ထားလိုက်ထဲ့ထားပြီးအောက်ကမီးမထိုးဘူးထမင်းရဲ့တရားထုတ်နေတော့မေ့နော် မိမထုံအဲ့တော့ဟိုဘိက္ခုနီမာရီကပြန်လာတော့အဖွားကြီးဖွားကြီးပဲမရောမီးပဲမရောရေနွေးဆိုတဲ့အခါကျအဲ့ကြရမှာ तू ကသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ရဟဏမာကြီးဖြစ်နေပြီတိရဟဏမာကြီးဖြစ်နေတော့ချက်ချင်းတေဇောကတိုင်း ဝင်သွားပြီးတော့ရေနွေးဦးဟာချက်ချင်းခါတဲ့ပွက်ပွက်ဆူသွားအောင်လှုပ်လိုက်အဲ့ဒီကြရမှာ तू ရဟဏမာကြီးဖြစ်မှန်သိတော့ဇန်နေဘိက္ခုနီမာရီက ခါတိုင်းလို့မလေးမစားမလုံရဲကြတော့ဘူးဒီဒီစားစားကြီးညိုအားထားရတဲ့ဘိက္ခုနီမှဖြစ်နော်အသက်အရွယ်ကြီးတာအဲ့ဒါလို့ကြိုးစားအထုတ်လိုက်တဲ့အခါမှာယန္နာမကြီးဖြစ်သွားလို့ဇာနေပင်ကြီးနေရလာတယ်ရှင်ွေးဦးချက်ချင်းပဲသူဒိဋ္ဌာလိုက်တာနဲ့ရှင်ွေးရောအခိုးတထောင်းထောင်းထွက်ပြီးရှင်ွေးရသွားတယ်နော်အဲ့ဒီမှာဟိုဘိက္ခုနီမတွေလန့်ဖြန့်ပြီးတော့ သူ့ကိုကြည်ညိုလေးစားစွာဆက်ဆံကြတယ်။အဲ့ဒါသူ့ရဲ့ဘဝအစကြောင်းကဂေါရဝဘုရားရဲ့လက်ထက်မှာဒီလိုကြုံတွေ့ရတယ်တဲ့